ဆီယမ်မက်ဖုန်းတူဘရိုဟာလူသိစိတ်မဝင်စားကြပင်မဲ့သူဈေးတန်းဝန်းကျင်မှာအားနည်းချက်တချို့လေးတွေရှိတာအလွန်တော်တော်လေးကို global ဖုန်းတလုံးအနေနဲ့ဆိုရင်တုံးပြော်တဲ့ဖုန်းလို့ပြောလို့ရတယ်ဈေးတန်းအနေနဲ့ဆိုတော့သူက12သိန်းဝန်းကျင်လောက်ရှိလိမ့်မယ်ဆိုတော့ဒီ12သိန်းဝန်းကျင်ကနေပြီးတော့ကျွန်တော်ဗားရီပြန်ရမယ်ဆိုတော့ဆက်ကြည့်လိုက်အောင် ဆိုဒီနေ့ဗီဒီယိုအတွက်ကျွန်တော် review နဲ့ကူညီပေးတာတော့ဖုန်းပါနေပြီကူညီပေးတာပါဖုန်းပါမှာဒီလိုမျိုးဖုန်းတွေအပြင် speaker တခြား gadget Nintendo Switch 2စသဖြင့်အများကြီးရောင်းချပေးနေပါတယ်ဆိုတော့တခုခုလိုရတဲ့ဆိုရင်ဒီ tag နဲ့ပတ်သက်ပြီးတော့ဗောနော်ဖုန်းပါရဲ့ page မှာသွားရောက် menu ဝယ်ယူ update လို့ရပါတယ် page ရဲ့ link ကိုလည်းကျွန်တော် caption မှာ tag လေးတွဲပေးထားပါတယ်စာလေးလည်းဒီမှာထိုးပေးထားပါတယ်ဆိုတော့ design ဘက်အစားပြောမယ်ဆိုရင်ဒီဖုန်းကဖုန်း1ကိုဒီဇိုင်းပိုင်းအများကြီးအပြောင်းလဲမလုပ်ထားဘူးအနောက်ဘက်မှာဒီ CMF ရဲ့ trade mask ကူလေးတွေပါလာမယ် ဒါမှမဟုတ်ဒီခေါက်တော့သူဒီနောက်ကဘာကြီးတစ်ခုလုံးဖြုတ်ပြီးလဲလို့မရဘူးပေါ့နော်ပြီးတော့ဒီအောက်ဘက်မှာကျွန်တော် accessories တွေထိတ်လို့တက်လို့ရမယ်စကူလေးတစ်လုံးပါလာမယ်ပြီးတော့ဒီနောက်ကျဘက်မှာတုံးပေးထားတာ plastic bag ကိုပဲတုံးပေးထားတာအဲ့ဒီအတွက်ကြောင့်ဒီဖုန်းမှာတချို့နေရာလေးတွေအားနေသွားတယ်ဘယ်နေရာမှာလဲဆိုရင်တော့ durability ပိုင်းပေါ့နော်ဆိုတော့ဒီနေရာမှာသူက IP rating နဲ့ပတ်သက်ပြီးတော့ IP54 dust and water resistant ပဲပါလာတယ်ပေါ့နော်ပြီးတော့နောက်ထပ်ရုပ်ဆိုးဆိုးဖြစ်နေတဲ့ချက်ကသူ့ရဲ့ကင်မရာလေးတွေပေါ့နော်ကင်မရာလေးတွေက personally ရုပ်ဆိုးရမြင်တာပါ lens တွေကိုဒီတိုင်းဖုန်းရဲ့ back plate ပေါ်မှာကပ်ပေးလိုက်တဲ့ပုံစံနဲ့ဆိုတော့ကျွန်တော်ကြည့်ရတာနည်းနည်း ဟိုမျိုးလုံးထဲမှာခုလို့ခုလို့ဖြစ်တယ်ပြီးတော့သူကဖုန်းရဲ့ထောင်စွန်းသားတွေကိုလည်းဒီလမ်းစီကအရင်ရောက်လုံးနေဆိုတော့တခုခုနဲ့ထိမိခိုင်းမိလွယ်နိုင်ချေပိုများတယ်ပြီးဒီဖုန်းက nothing ရဲ့ sub brand တခုပီးသားဆိုတာနဲ့ပဲဖုန်းရဲ့ dimension နဲ့အနေနဲ့ဆိုရင်သူကဘေးဘက်ကိုနည်းနည်းလေးပြက်ကျယ်တယ်ဆိုတော့103လို့ကောင်းတဲ့ကိုင်းလို့ကောင်းတဲ့ဖုန်းတွေထဲမှာမပေါဘူးဒါပေမဲ့သူကအထူးက6.8 mm ကြာအလေးချိန်က185 gram ဆိုတော့ပေါ့ပေါ့ပပတော့တော်တော်လေးရှိတယ်ပြီးတော့ display ဘက်မှာသူက6.77 inches ဆိုတော့ခက်ကြီးကြီးပဲ120 side refresh ပါလာမယ် AMOLED panel ကိုသုံးပေးထားတယ် display bezel တွေကလည်းစနေသိန်းဝင်ကျင်တဲ့ဖုန်းလုံးအနေနဲ့ဆိုရင်မထူနေဘူး။ color တွေကလည်းစိုးတယ်ဆိုတော့သူ့စီတဲ့ဝင်ကျင်မှာသူ့ရဲ့ display ကကျွန်တော် complaint တက်စနေတာဘာမှမရှိဘူး။တခုလေးပဲ under display fingerprint ကတော့သူအောက်ဘက်နည်းနည်းလေးရောက်တယ်ဆိုတော့ကျွန်တော်နှိပ်တဲ့အခါမှာနည်းနည်းဖုန်းကိုဖုန်းကပြက်ကျဲလို့ကန်ရတာအဆင်မပြေရနဲ့သူ့ under display နှိပ်ရတဲ့နေရာမှာနည်းနည်းကိုလိုကလန်တော့ဖြစ်တယ်။ performance ပိုင်းတော့သူ့မှာသုံးမိတာက Dimensity 7300 Pro ပေါ့နော်ဆိုတော့ပုံမှန်ဒေတူတွေ usage အတွက်ကတော့ဒီ chip ကဘာပြဿနာမှရှိနေမှာမဟုတ်တလို့တာမထက်ပူတာမျိုးလည်းရှိနေမှာမဟုတ်ဘူး။ဒါအောင်မှာဘယ်လောက်ထိ performance တွေလဲသိအောင်ကျွန်တော် undo တိုင်းပေးထားတယ်6သိန်း9000 1200မှတ်ထိရတယ်ဆိုတော့9သိန်းနီးပါးထိရရပါဘောနော်။ဆိုတော့12သိန်းနဲ့ဖုန်းတစ်လုံး global အနေနဲ့ဝင်လာတဲ့ဖုန်းတစ်လုံးအနေနဲ့ဟိုပုံမှန်ထက်နည်းနည်းလေးတော့ပိုကောင်းတယ်ပြောလို့ရတယ်။ဒါအောင်မှာ given set မှာဆိုရင် single core 1012နဲ့ multi core မှာ2926ထိရတယ်ဆိုတော့ performance ပိုင်းတွေကတော့သူ့အနေနဲ့သူမစိုးဘူးဘောနော်။ဒါကိုပို့ပြီးတော့ကောင်းသွားစေတာသူ့ရဲ့ nothing os ဘောနော်။တုံးရတာ ပေါ့တယ်တော်တော်လေးကိုပေါ့တယ် animation တွေ UI တွေ widget တွေကလှနေတာဆိုတော့တော့အားသဘောကျဖို့ကောင်းတယ်ဒါမှမဟုတ်ကျွန်တော် Nothing 3ရဲ့ review တော့ပြောခဲ့တဲ့ essential space ကလည်းဒီ CMF Phone 2 Pro မှာသူထည့်ပေးထားတယ်ဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်မပြောတော့ဘူးတကယ်လို့ကဒီ essential space နဲ့ပတ်သက်ပြီးသိကျင်နေဆိုရင်ကျွန်တော်ရဲ့ Nothing 3A review လေးမှာတွားပြီးကြည့်လို့ရတယ်အဲ့တော့ကင်မရာပိုင်းဒီနေရာမှာတော့ hardware ပိုင်းကပါတင်ပါထိုက်တာအထက်ပြည့်ပြည့်စုံစုံပို့ပြီးပါလာတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်စနေသိန်းဝင်ကျင်တဲ့ဖုန်းတစ်လုံးမှာ 2x telephoto လေးပါလာတာမိုက်တယ်နောက် features ပိုင်းမှာဆိုရင်လည်းသူကသုံးသင်းတလောက်စုံလိုက်တာဒီ tele sensor ထည့်ပေးထားတဲ့အားသာချက်ကိုယူပြီးတော့ portrait ပိုင်းမှာဒီဈေးတန်းဝင်ကြည့်ကျွန်တော်တခြားဖုန်းတွေမှာတွေ့ရခဲလေးရှိတဲ့ focal length ကို၄မျိုးထိရိုက်လို့ရအောင်လို့ပေးထားတယ်24 mm 50 mm 70 mm နဲ့100 mm ပေါ့နော်တကယ်လည်းဒါအတော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်အလုပ်သိမ့်မဖြစ်တာဘယ်နေရာမှာလဲဆိုတော့ကျွန်တော် unboxing တော့အတိုင်းပတ်တဲ့ focus ပိုင်းပဲ focus ပိုင်းမှာတစ်ခါလေကြာရင်လစ်လစ်သွားတယ်အဲနောက်တစ်ချက်ကကျွန်တော် color optimization ကိုတိတ်မကြိုက်ဘူးတိတ်မကြိုက်ဆိုတော့သူ1ဖြစ်တဲ့ဘက်ကိုသွားတာများတယ်1ဖြစ်တဲ့ဘက်ကိုသွားတဲ့အခါကျတော့ကျွန်တော်ပုံမှန်ကြည့်လိုက်မယ်ဆိုရင်ပုံလေးကဟိုဘယ်လိုပြောမလဲဟိုသဘောကျစရာလေးပေါ့နော် social media မှာတွေးလိုက်ပြီးဆိုရင်နှခါပြန်ကြည့် စေခြင်းစိတ်ပေါက်တဲ့ပုံမျိုးပေါ့နော်ဆိုတော့ဒါကျွန်တော်ကာလာ၃တော့မမှန်ပေါ့ဘူးပေါ့နော်တကယ်လို့က1ဖြစ်တာကိုကြိုက်တယ်ဆိုရင်တော့လေသူ့ရဲ့ဒီရုပ်ထွက်ကိုကြိုက်လိမ့်မယ်။ကျန်တဲ့ ultra wide ကတော့ပုံမှန်ပါပဲ။အများကြီးတော့မမျောလင်းတဲ့ပေါ့ဆန်တဲ့သိန်းဝင်းကျင်မှာပါတဲ့ပါထိုင်တော့ပါလာတယ်။ဒါပေမဲ့နိုင်မှုလိုမျိုးမှကြောက်လေသူကလည်းသူအဆင်ပြေနေတယ်လို့ပဲ။ဆိုတော့ဒီကင်မရာကကျွန်တော်ပဲဆန်တဲ့သိန်းဝင်းကျင်တဲ့ဖုန်းလုံးကအများကြီးမျောလင်းခဲ့မိလို့လားတော့မသိဘူးပေါ့နော်။ portrait ဘက်မှာ 70mm တို့ 100mm တို့ရိုက်လို့ရတာတော့လွယ်ရင်ကျန်တဲ့အပိုင်းမှာတော့အများကြီးတော့ကျွန်တော်တိတ်သူ့ရဲ့ကင်မရာပိုင်းကိုသဘောမကျအောင် ဆိုတော့ပုံမှန်မဟုတ်တာပြောရမယ်ဆိုရင်မိုနိုစပီကာဖြစ်နေတာပေါ့နော်ကားပေလိုမျိုးဖုန်းထုတ်တဲ့နေရာမှာတော်တော်လေး noise ကျနေတဲ့သူတယောက်ကဒီလိုမျိုးဖုန်းတစ်လုံးမှာမိုနိုစပီကာပဲထည့်ပေးလိုက်တယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့ကိုလှုပ်လိုက်တဲ့ပုံပေါ့နော်ဘာလို့လဲဆိုတော့ Nathan 3A နဲ့ Nathan 3A ရဲ့ဈေးလေးနဲ့ဒီဖုန်းရဲ့ဈေးနဲ့ကတိတ်မကွာတဲ့အခါကျတော့ဒီဖုန်းက stereo speaker သာပါလာခဲ့မယ်ဆိုလို့ရှိရင် ငတင်း 3A ရိုးရိုးမဝယ်ချတော့မှဆိုးလို့ပဲလာတော့မပြောတော့ဘူးဒါတော့သူပဲပို့သိလိမ့်မယ်ပေါ့နော်ဟိုဒီနေရာမှာတော့ဘာပဲပြောပြကျွန်တော်ကလည်း review ဖြစ်နေတော့ဝေဖန်ရမယ့်အပိုင်းမှာဝေဖန်လိုက်မယ်အဲ audio ဘက်မှာတော့မကြိုက်ဘူး mono speaker ဖြစ်နေလို့မကြိုက်တာပေါ့နော်တဲ့ battery ဘက်နေအသွင်းနဲ့နေရာမှာတော့ပုံမှန်ပဲဆိုတော့ဒီ CMF phone တူပြတော့ဘလိုလူတွေနဲ့တင့်တော့လဲ ူပွင့်လင်းလင်းပြောရင်ဒါခေါတလုံးအသစ်စမ်းဖြစ်တာတုံးကျင်တဲ့သူတွေနောက်ကျွန်တော်မြန်မာလိုကြီး price to performance ကိုမမတ်ဘူးဆိုတဲ့သူတွေအဲ့နေရာမျိုးမှာတခြား UI UX experience ကောင်းကောင်းလေးတုံးကျင်တဲ့ဆိုတဲ့သူတွေပေါ့နော်ပိုဆန်ဆန်တုံးကျင်တဲ့ဆိုတဲ့သူတွေအတွက်ပို့ပြီးတင့်တော်တဲ့ဖုန်းလို့ပဲပြောရင်အဆုံးတိကျပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ